လုံးမင်္ဂလာပါရှင်ကျွန်တော်ဆွေးနွေးပေးနေတဲ့အဲကလေးတွေကိုကျញ្ញန့်ခံနိုင်တဲ့စွမ်းရည်ဖွံ့ဖြိုးလာထွက်တက်လာခိုင်မာလာဒေချင်ဆောင်ရွက်ပေးကြရမယ့်အကြောင်းလေးကိုဆွေးနွေးပေးနေခြင်းဖြစ်ပါတယ် ဒီနေ့မှလည်းပဲအဲ့ဒါနဲ့ဆက်ဆက်ပြီးတော့ပေါ့နော်အချားဒီလိုမျိုးအချားသူတွေနဲ့အစဉ်ပြေပြေဆက်ဆံခြင်းကောင်းစဉ်လေးပေါ့နော်ဆွေးနွေးပေးတာမှဖြစ်ပါရဲ့အချားသူတွေနဲ့အစဉ်ပြေပြေဆက်ဆံနိုင်ဖို့ဆိုရင်တို့မှ resilient ဆိုတဲ့ကြင်ကြက်ခံနိုင်တဲ့စွမ်းရည်ရှိနေဖို့လိုအပ်တာလည်းဖြစ်ပါလိမ့်ရှင်ဒါဆိုရင်ကလေးတွေအတွက်တဲ့အချားကလေးတွေနဲ့ကစားပေးဖို့လိုအပ်တယ်အချားကလေးတွေ ဟိုလိုအပ်တဲ့အတူတူကစားခြင်းတွေကိုဖန်တီးပေးရမယ်။ကလေးတွေကအခြားကလေးတွေနဲ့ဆက်ဘလို့အဆင်ပြေပြေပေါင်းသင်းဆက်ဆံရမယ်ဆိုတာတွေကိုဟိုတင်ယူနိုင်မှုအတွက်ပေါ့နော်။ဒါမျိုးတွေကိုဖန်တီးပေးကြရမယ်။သူတို့တွေရဲ့ပေါင်းသင်းဆက်ဆံရေးဆိုင်ရာစွမ်းရည်ချက်ချက်ထွင်လာနိုင်မှုအတွက် အဲလူကြီးမိပါတွေဟုတ်ထင်းသူတွေအနေပြီးတော့ဖန်တီးပေးကြရမှာဖြစ်ပါတယ်ရှင်။ဒါကြောင့်ကလေးတွေအတွက်ခြားကလေးတွေလိုအပ်တယ်။ဒါမှသူတို့တွေက social creator တွေနောက်တကဒီက communication ဘိုင်းတွေကိုဒါသူတို့တွေရရှိလာစေမှာလည်းဖြစ်ပါတယ်ရှင်။ဒီလိုမျိုးတွေစွမ်းရည်တွေရရှိလာအောင်အတူကစားခြင်းတွေ အဲကလေးဟာအခြားကလေးတွေနဲ့ဘယ်လိုအဆင်ပြေပြေပေါင်းသင်းဆက်ဆံရမည်ဆိုတာကိုသင်ယူရရှိလာစေမှာလည်းဖြစ်ပါတယ်ရှင်။ဒါကြောင့်တို့တွေရဲ့ပေါင်းသင်းဆက်ဆံရေးဆိုင်ရာဆွေရည်တွေချွတ်တင်လာနိုင်ကြမှာလည်းဖြစ်ပါတယ်တဲ့။အဲ့ဒါဆိုရင်ခုနပေါ့နော်ကျမတို့ဒီတို့အခြားသူတွေနဲ့ဆက်ဆံတောင်းလေ့ကျင့်ပေးကြရမှာ ဖြစ်တယ်လို့ပဲဒီလိုမျိုးဆက်ဆံရေး အတူအစဉ်ပြေပြေလေ့ကျင့်ဆက်ဆံပေါင်းသင်းဆက်ဆံရေးနဲ့ကြက်ခိုင်တဲ့ဆွဲရည်တွေလည်းဖွံ့ဖြိုးလာစေမယ်။ကြင်ကြန်ခံနိုင်တဲ့ဆွဲရည်တွေဖွံ့ဖြိုးလာစေမယ်။အဲ့လိုမျိုးဖွံ့ဖြိုးလာစေတာနဲ့အတူတူပဲကျမတို့တွေအဲ stress တွေဆိုတာရှိလာစေမယ်။စိတ်ဖိစီးမှုတွေရှိလာမယ်။ဒါဆိုရင်စိတ်ဖိစီးမှုကိုကျမတို့ဘယ်သူမှတော့အဲပွေပိုက်ပြီးတော့အသက်ရှင်သန်ခြင်းနဲ့ ရှင်သင်နေပါမယ်ဆိုတဲ့သူရှိမှမဟုတ်ပါဘူးအဲ့တော့ဒါဆိုရင် စိတ်ဖြစည်းမှုကြီးကိုပွေပိုက်ပြီးတော့မထားဘဲနဲ့ပေါ့နော်ဒီစိတ်ဖြစည်းမှုကြီးကိုကျွားတို့ကြော်လွားနိုင်ဖို့လိုပါတယ်ဒါဆိုရင်ကျွားတို့စိတ်ဖြစည်းမှု stress တွေကိုဘယ်လိုကြော်လွားကြမလဲပေါ့ကြော်လွားဖို့လိုအပ်တယ်ကြော်လွားရမယ်အဲ့လိုမျိုးကြော်လွားနိုင်ဖို့အတွက်စိတ်ဖြစည်းမှုရဲ့ဖြစ်စဉ်တွေကိုသိရမှာဖြစ်ပါတယ်ရှင် အဲအချင်းလေးစင်သူတည်နေရမှာပေါ့နော်ဒီမှာဆိုစိတ်ပြည့်စည်မှု ဖြစ်စေအကြောင်းရင်းလေးဒီကူကိုတည်နေရမယ်အဲ့တော့စိတ်ပြည့်စည်မှုနဲ့စိတ်ပြည့်စည်မှုဖြစ်စင်တွေကိုတည်ရမယ်ဘာကြောင့်စိတ်ပြည့်စည်မှုတွေဖြစ်ရတာတော့ဒီစိတ်ပြည့်စည်မှုဖြစ်စင်တွေကဘလို့အကြောင်းအရာတွေတော့ပေါ့ဒါမျိုးတွေကိုသိရှိထားကြရမယ်နောက်တစ်ခါစိတ်ပြည့်စည်မှုရဲ့အကြောင်းရင်းနဲ့အကျိုးဆက်တွေ ဒီစိတ်ပြည့်စုံမှုကိုဖြစ်စေတဲ့အကြောင်းကဘာလဲတော့အကျိုးဆက်တွေကဘာဖြစ်လာမှာတော့ပေါ့ဒါမျိုးတွေကျွန်တော်တို့သိရှိထားကြရမယ်။နောက်တစ်ခါစိတ်ပြည့်စုံမှုရဲ့လက္ခဏာတွေဘလို့လက္ခဏာတွေဖြစ်လာတော့စိတ်ပြည့်စုံမှုတွေဖြစ်လာပြီဆိုရင်ဒါဆိုရင်နောက်တစ်ခုစိတ်ပြည့်စုံမှုကိုစီမံခန့်ခွဲတဲ့နည်းလမ်းတွေ ီစိတ်ပီစီမှုတွေကိုဘယ်လိုနည်းလမ်းနေနဲ့ကျွန်တော်တို့စီမံခန့်ခွဲကြမှာရောပေါ့။ဒါမျိုးလေးတွေကိုလည်းကျွန်တော်တို့လေ့လာထားဖို့လိုပါတယ်ရှင်။ဒါဆိုရင်ကလေးလေးတွေမှာလည်းစိတ်ပီစီမှုရှိကြတာပါပဲ။လူကြီးတွေမှာလည်းရှိကြတယ်။အဲ့တော့ကြာအားလုံးမှာရှိကြတယ်ပေါ့နော်။လူသားတိုင်းမှာလူသားတိုင်းမှာစိတ်ပီစီမှုတွေဖြစ်ကြတယ်။ဒါဆိုရင်လူတိုင်းမှာစိတ်ပီစီမှုတွေကြုံတွေ့ကြရတယ်။ အဲ့ဂျုံတွေးလာတဲ့စိတ်ဖိစီးမှုအစ်စ်နဲ့အမျိုးသားတွေကိုသိရှိရမယ်။ဘလို့အစ်စ်မှာဘလို့အခြေအနေမျိုးမှာ စိတ်ဖိစီးမှုကဘလို့လေးဖြစ်ပေါ်လာတယ်ပေါ့။အဲဒါမျိုးတွေပေါ့နော်စိတ်ဖိစီးမှုအစဉ်စင်တဲ့အမျိုးသားတွေအေးသိရှိရမယ်။နောက်တစ်ခါစိတ်ဖိစီးမှုကဘဝရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်။ကျမတို့စိတ်ဖိစီးမှုမရှိဘူးဆိုတော့အချိန်မရှိဘူးပေါ့နော်စိတ်ဖိစီးမှုကအမြဲတမ်းရှိနေတယ်စိတ်ဖိစီးမှုကကျမတို့ဘဝရဲ့အစိတ်ပိုင်းတစ်ခုအနေနဲ့ကိုရှိရတယ်တူကတော့ နော်ဒီပညာရှင်တွေကဆိုထားတာပါဒါကြောင့်ねလိုအပ်ချက်တွေအရလဲစိတ်ဖိစီးမှုတွေဖြစ်တဲ့အဟံတားတွေအရလဲစိတ်ဖိစီးမှုတွေဖြစ်တဲ့လိုအပ်ချက်တွေအဟံတားတွေများလာလို့ရှိရင်စိတ်ကိုဖိအားပေးမှုတွေဖြစ်လာတယ်တဲ့ဒါဟိုဒါလိုမျိုးဖြစ်လာခြင်းအရလဲကျွန်တော်တို့စိတ်ဖိစီးမှုဖြစ်လာခြင်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့စိတ်ဖိစီးမှုတွေကဘဝရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တဲ့လိုအပ်ချက်တွေအဟံတားတွေများလာလို့ရှိရင် စိတ်ဖိစီးမှုတွေဖြစ်လာကြတယ်။ဒါဆိုရင်အဲ့လိုမျိုးဖြစ်လာတဲ့စိတ်ဖိစီးမှုတွေဘဝရဲ့စိတ်ပိုင်းတစ်ခုအနေနဲ့ကိုစိတ်ဖိစီးမှုတွေကရှိနေတာဖြစ်တဲ့အတွက်ဒီစိတ်ဖိစီးမှုအပေါ်မှာတုံ့ပြန်မှုတွေကလည်းအမျိုးမျိုးဖြစ်ကြတယ်။အဲရုံနဲ့တုံ့ပြန်နေဟာစိတ်ဖိစီးမှုမရတိုင်းရုတ်ကျသွားကြတယ်လေကျွန်တော်တို့တွေရုတ်ကျသွားတဲ့စိတ်ထဲမှာအဲမပျော်ရွှင်တော့ဘူး။ဒီ emotion တွေပိုင်းနေစိတ်လုံချခံစားမှုတွေကလည်း ်အများလာတယ်နောက်တစ်ခါအပြုအမူတွေကလည်းပေါ့နော်အပြုအမူတွေကလည်းမကောင်းတော့ဘူးပိုကောင်းလာလည်းရှိတယ်မကောင်းတော့လည်းရှိရယ်ပေါ့နော်ဒါတော့မျိုးမျိုးရှိရယ်ပေါ့နော်အဲ့တော့じゃတော့စိတ်ပီစီမှုကတော့ရှိရယ်ဒီစိတ်ပီစီမှုဟာအဲဟို လူတိုင်းမှာရှိတယ်။အဲကောင်းတဲ့စိတ်ဖြစီမှုရှိတယ်။စိုးဝါးတဲ့လွန်သွားတဲ့စိတ်ဖြစီမှုတွေရှိရပေါ့နော်။အဲ့တော့ကောင်းတဲ့စိတ်ဖြစီမှုတွေဆိုရင်တော့အာစိတ်တွေလည်းပြိုလာမယ်၊စိတ်တွေလည်းနှုလာမယ်၊စိတ်လှုပ်ရှားမှုတွေလည်းကောင်းလာမယ်၊ပြုတ်မှုတွေလည်းတွက်လာမယ်ပေါ့နော်။ဒါကောင်းတဲ့စိတ်ဖြစီမှုပေါ့နော်။အဲမကောင်းတဲ့စိတ်ဖြစီမှုဆိုလို့ရှိရင်တော့ယုတ်ကလည်းကြာသွားမယ်၊ခန္ဓာချက်တွေကလည်းမကောင်းမှု၊စိတ်လှုပ်ရှားမှုတွေကလည်းပြင်းထန်မယ်၊အဲအပြုတ်မှုတွေကလည်းမကောင်းတော့ဘူးပေါ့။ဒါဆိုရင်ဒါစိတ်ဖြစီမှုကတကယ်ကိုလွန်ကဲမှုများလွန် ွားတာပေါ့နော်အဲဒါကြောင့်စိတ်ပြည့်စည်မှုမှာစိတ်ပြည့်စည်မှုတွေဖြစ်တဲ့အပေါ်မှာတုံ့ပြန်မှုတွေကလည်းအမျိုးမျိုးဖြစ်ကြတယ်ဆိုတာလေးကိုဆွေးနွေးပေးရခြင်းလည်းဖြစ်ပါတယ်ရှင်ဒါဆိုရင်ကျမတို့စိတ်ပြည့်စည်မှုကိုကျော်လွှားနိုင်တဲ့နည်းလမ်းတွေကိုလည်းသင်ယူဖို့လိုအပ်ပါတယ်တရားနဲ့တရားစိတ်ပြည့်စည်မှုကိုကျော်လွှားတဲ့ပုံစံချင်းတွေကခုန temperament နေကိုယ်ကြီးကိုယ်သူအဲ ဒီ temperament ကိုပင်ကိုဇဲလက္ခဏာတွေကိုကြီးကိုသွေးတွေပေါ်မှာမူတည်ပြီးတော့ကြော်လွားတဲ့နီးလန်းနေရာလဲတူးနဲ့တူးမတူညီကြဘူးပေါ့နော်မိမိရဲ့စိတ်ဖြစ်စည်းမှုမိမိဘလို့နီးလန်းနေကြော်လွားမလို့ဆိုတာမိမိကိုယ်တိုင်လေးလာသုံးသက်ဖော်ထုတ်ကြရမှာဖြစ်ပါတယ်အဲ့လိုမျိုးဖော်ထုတ်လို့ရအောင်လေးလာသုံးသက်လို့ပြီးတော့မိမိရဲ့စိတ်ဖြစ်စည်းမှုတွေကိုကြော်လွားတဲ့နီးလန်းတွေကိုသိရှိလာအောင်ကျမကဒီလိုမျိုးဆွေးနွေးပြရခြင်းလည်းဖြစ်ပါတယ်ရှင်အဲ့တော့ကျမတို့ကလေးတွေကိုလည်းအခုလိုမျိုးကြော်လွားနိုင်အောင်လေ့ကျင့်ပေးကြရမှာလည်းဖြစ်ပါတယ် အဲ့တော့စိတ်ပြည့်စည်မှုကိုကျော်လွှားနိုင်တဲ့နည်းလမ်းတွေကိုတင်ယူဖို့လိုအပ်တယ်။ဒါငယ်စဉ်ကလေးကလေ့ကျင့်ပေးထားရမယ်။သင်ပေးထားရမှာဖြစ်ပါရဲ့ရှင်။ဒါကြောင့်လည်းအုံနောက်ဖွံ့ဖြိုးမှုနဲ့အပြုအမူကိုလည်းအဓိကကျမတို့အဓိကစိတ်ပြည့်စည်မှုကအကျိုးသက်ရောက်စေတယ်တဲ့။စိတ်ပြည့်စည်မှုကအကျိုးသက်ရောက်စေတယ်တဲ့။ဒါဆိုရင် ကျမတို့တို့တွေ ဟိုစိတ်ပိစီးမှုကိုရှိပြီးဒီဟာလေးကိုလေ့လာလဲရတဲ့အတွက်ကိုပဲကျမအနေနဲ့တော့တော့ဘောနော်ကျမရဲ့ stress တွေတော်တော်လေးလျော့သွားတယ်ဘာလို့လဲဆိုတော့စိတ်စိတ်ပိစီးမှုကလူတိုင်းကြုံတွေ့နေရတယ်ဘဝရဲ့အစိပ်ပိုင်းကြီးတစ်ခုလည်းဖြစ်တယ်တဲ့အဲ့တော့ကြတော့ဒီနှစ်ချက်နဲ့တွေကိုပဲကျမတို့တွေကျမတို့မှာရှိနေတဲ့စိတ်ပိစီးမှုအချို့ကအတော်ကြလျော့ကြသွားကြည့်တယ် အလုံးလုံးဆိုတော့လူတိုင်းလည်းဖြစ်တယ်ဘဝရဲ့အစိပ်ပိုင်းတစ်ခုကိုစိတ်ပီစီမှုဟာရှိနေကြတာဖြစ်တယ်အဲအဲ့ဒီမှာတော့တုံ့ပြန်မှုတွေကတော့မတူညီကြဘူးကြော်လွားတဲ့နီးလန်းတွေကိုလည်းလေ့လာသုံးသပ်ဖို့လိုတယ်ဒီလိုမျိုးအုံနာဖွံ့ဖြိုးမှုနဲ့အပြုအမူတွေအတွက်လည်းဒီစိတ်ပီစီမှုတွေဟာအကျိုးသက်ရမှုတွေရှိနေတာလည်းဖြစ်ပါတယ်ရှင်အဲ့တော့ကျမတို့ဖြစ်ပေါ်လာတဲ့စိတ်ဖိစီးမှုတွေကိုစိန်ခေါ်မှုတွေကိုရှင်းဆိုင်ကြော်လွားခြင်းဆိုတဲ့အကြောင်းအရာလေးကိုဆက်လက်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ဒါဆိုရင်ကလေးတွေဟာ မိမိပတ်ဝန်းကျင်နဲ့လိုင်လျောညီထွေပြုပြင်ပြောင်းလဲနေထိုင်တတ်တဲ့သူတွေဖြစ်တယ်။အဲတော့သူတို့ဟာတကယ်ကိုပဲပေါ့နော်။မိမိရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့အခြေအနေနဲ့ပြုမှုနေထိုင်တဲ့တဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီပုံလေးတွေကိုကြည့်ကြည့်အောင်အပေါ်ဆုံးကပုံလေးဆိုရင်ကလေးလေးကကဲကိုကြောင်းနေရမယ့်အရွယ်ကလေးလေးတွေဟာသူတို့ရဲ့ပစ္စည်းတွေကိုအဓိကဇလားလေးတွေထဲမှာထည့်ပြီးတော့ကျွတ်ပြီးတော့တည်လာကြရတယ်ပေါ့နော် ဒီမှာဆိုကလေးနှစ်ယောက်ကတော့ဒီမှာဒီစားထဲမှာရွက်သွားရဲ့မတည်နိုင်သေးတဲ့ကလေးလေးကတော့ဒီမှာအခုဒီသူ့ရဲ့မောင်နှမတွေရှားထဲမှာလိုက်ပါလာတယ်ပေါ့ဒီပုံလေးကိုမြင်ညာကြရပြင်သူတို့ကဒီရွေရကစားပြီးတော့စော်ကစားပြီးတော့အဲတကယ်ကိုပဲပေါ့နော်လွတ်လွတ်လပ်ကလေးဘဝပြပြရှင်ရှင်ကစားရင်းနဲ့ဘဝကိုတိဆောက်ပြီးနေတိုင်းလူတဲ့အရွယ်လေးဖြစ်တယ်ဒီရွယ်လေးကဒီလိုမျိုးပစ္စည်းတွေကိုခေါင်းပေါ်မှာရွက်ပြီးတော့တဏှာကိုသွားနေရခြင်းဟာအခြေအနေတစ်ခုကနေပြီးတော့ အခုကိုသူပြောင်းလဲနေတယ်ပြောင်းပြီးတော့ဗောနော်လိုင်လျောညီတွေဖြစ်အောင်ပြောင်းလဲပြီးနေထိုင်ရခြင်းဖြစ်တယ်နောက်တစ်ခုဒီအောက်ကပုံလေးဆိုရင်ကလေးတွေကငဲပင်ငဲတော်ညာလဲသူနိုင်တဲ့ဝင်းဒိုးကိုသူရွက်ထားရတယ်တခြားကလေးတွေလည်းဒီလိုပဲဗောနော်တည်နေရတယ်ဗောနော်ဒါဟာသူဒီတနေရာနေတနေရာဗောနော်သူဟာလိုင်လျောညီတွေဖြစ်ပြုပြုပြင် ပြောင်းလဲပြီးတော့နေထိုင်ရတာ အဲပေါ့နော်ရွှေပြောင်းလာတာဖြစ်မယ်အခြေအနေရမိမိဒီမိမိနေရတဲ့ဒေသမှာနေရထိုင်ရတာလုံခြုံမှုမရှိတဲ့အတွက်အဲပေါ့နော်သူတခြားဒေသတစ်ခုကိုပြောင်းလဲနေထိုင်ရတာလည်းဖြစ်မယ်ပေါ့နော်ဒါမျိုးနဲ့ပေါ့နော်အမျိုးမျိုးတော့ဖြစ်နိုင်တာပေါ့အကြောင်းနေရပေါ့နော်အဲ့ဒါဆိုရင်သူတို့တွေရဲ့ကလေးရဲ့အဲသူ့ရဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ တာဝန်ကျင်မှာဖြစ်ပေါ်လာတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့လိုက်လျောညီတွေသူတို့တွေဟာပြုပြင်ပြောင်းလဲပြီးတော့နေထိုင်နိုင်တဲ့ကလေးသူတွေဖြစ်တယ်။ဒါဆိုရင်သူတို့တွေကပြုပြင်ပြောင်းလဲနေထိုင်နိုင်တဲ့သူတွေဖြစ်တယ်ပေါ့နော်။ဒါဟာသူတို့ရဲ့ရည်သွေးတွေပါ။စိန်ခေါ်မှုတွေကိုရင်ဆိုင်ကျော်လွှားဖြစ်ရှင်းနိုင်တဲ့ရည်သွေးတရက်လည်းဖြစ်တယ်။အခြေအနေပေါ်မှာပန်းမူတည်ပြီးတော့လိုက်လျောညီတွေပြုပြင်ပြောင်းလဲနေထိုင်တတ်တဲ့သူတွေဖြစ်တယ်။ဒါဆိုရင်ပတ်ဝန်းကျင်နဲ့လိုက်လျောညီတွေနေထိုင်တတ်တဲ့ သူတွေဖြစ်တယ်။ကျမတို့ရဲ့ကလေးတွေอ่ะပေါ့နော်။နောက်တစ်ခုကတွေ့ကြုံလာရတဲ့စိန်ခေါ်မှုအခက်ခဲတွေကိုလေရင်ဆိုင်ဖြည့်ရှင်းကျော်လွှားနိုင်ကြတယ်တဲ့။ coping လုပ်နိုင်တယ်ပေါ့နော်။ coping skill တွေကောင်းတယ်ပေါ့။ဒီမှာဆိုရင် သူ့ပတ်ဝန်းကျင်မှာသူ့နေရာထိုင်ရတာအဆင်မပြေဘူး။အဲပေါ့နော်။ဒီမလုံခြုံလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ဒါကိုဒီသူတို့အတွက်စာဝင့်နေရေးအတွက်အဆင်မပြေတာတခုပဲဖြစ်ဖြစ်ပေါ့နော်။အကြောင်းတခုခုတော့ရှိမှာပေါ့။ဒီအကြောင်းတခုခု သူတို့အတွက်တော့စိန်ခေါ်မှုအခက်အခဲတစ်ခုခုဖြစ်မှာပါအဲ့ဒီစိန်ခေါ်မှုအခက်အခဲတွေကိုရှင်းဆိုင်ကြော်လွားနိုင်တဲ့စွမ်းရည်တွေနဲ့ကျမတို့ရဲ့ကလေးတွေမှာရှိပါတယ်ဒါပေမဲ့အဲ့စွမ်းရည်တွေကိုပြပြိုးလာအောင်ကတော့လူကြီးမိဘတွေရာဆရာသမားတွေရာလက်ကျင့်ပြုစုပြောထောင်ပေးရမှာဖြစ်ပါတယ်ဖွင့်ချီပြီးသားအရေးချင်းတွေကိုပို့ပြီးတော့ဖွင့်ပြောအောင်လေ့ကျင့်ပေးကြရမှာလည်းဖြစ်ပါတယ်ရှင်။ နောက်တစ်ချက်ကကြတော့သူတို့တွေကတာမန်တက်ထူးခြားတဲ့အဖြစ်အပျက်တွေရှိမယ်နေစဉ်ဘဝတွေမှာ လုပ်ငန်းတွေမှာရှိမယ်နောက်တစ်ခါဟိုသူတို့တွေရဲ့လှုပ်ဆောင်နေတဲ့အလုပ်တိုင်းတွေမှာလည်းပဲသူတို့တွေဟာမိမိကိုယ်ကိုမိမိထိန်းချောင်းပြီးတော့လမ်းညွန်လုပ်ကြရလုပ်ကြနိုင်တဲ့စွမ်းရည်တွေလည်းရှိတယ်တဲ့ commitment ဆိုရဲပေါ့နော်သူတို့တွေဟာ ကိုကိုကိုထိန်းချောင်းလဲညွန်ပြီးတော့လှုပ်ဆောင်နိုင်တဲ့ဆွဲရည်လေးဖြစ်တဲ့အဲရှိရကြရပေါ့နော်ဒီလိုမျိုးဆွဲရည်ရှိနေတယ်လိုင်လျောညီတွေပြုရင်ပြောင်းလဲနေထိုင်တတ်ကြတယ်အခက်ခဲတွေကိုရင်ဆိုင်ကျော်လွှားဖြစ်ရှင်းနိုင်ကြတယ်အဲအလုံးလုံးတဲ့အခါမှာလည်းပဲလုပ်ငန်းထဲမှာလည်းပဲမိမိကိုယ်ကိုလမ်းညွန်လုပ်ကန်တဲ့အခါမှာလည်းအဲထိန်းချောင်းပြီးတော့လှုပ်ဆောင်နိုင်တဲ့စွမ်းရည်တွေရှိတယ်ပေါ့ဒါဆိုရင်ဒီလိုစွမ်းရည်ပြည့်စုံနေပြီးတော့ဘဝရဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ကျော်လွှားနိုင်တဲ့စွမ်းရည်တွေဟာ ပို့ပြီးတော့ဖွင့်ဖြိုးလာအောင်ကလေးတွေရဲ့ဘဝမှာကလေးတွေကိုငယ်စဉ်ကတည်းကနေပြီးတော့နေကျင်ပေးကြရမှာလည်းဖြစ်ပါတယ်ရှင်။အဲဆိုရင်ကျမတို့ရဲ့ကလေးတွေရဲ့အရေးချင်းနေငကိုပါပြီးသားအရေးအသွေးလေးတွေကိုပို့ပြီးတော့ဖွင့်ဖြိုးလာအောင်နေကျင်ပေးကြရမယ်။ခုနကကျမတို့ကြီးမရှိမှဆွေးနွေးရတဲ့လူပဲပေါ့နော်။ကလေးတွေမှာသူတို့တွေကအဲအမျိုးမျိုးသောသူတို့တွေနဲ့ပြုစု ဆက်ဆံနေရတဲ့သူတွေမျိုးမျိုးရှိတယ်။ပေါင်းတင်ဆက်ဆံနေရအထီးတွေ့ဆက်ဆံနေရတဲ့မျိုးမျိုးရှိတယ်။ဒါတွေကိုလည်းသူတို့ဆက်ဆံနိုင်တယ်။အဖေနဲ့ဖြစ်ဖြစ်ဖြစ်မိခင်နဲ့ပဲဖြစ်ဖြစ်ဘိုးဘဘွားနဲ့ပဲဖြစ်ဖြစ်သူတို့တွေဒါဆက်သွယ်ဆောင်ရွက်နိုင်ကြတဲ့ရည်ချင်းတွေရှိတယ်။အဲ့လိုမျိုးရှိတယ်လို့ပဲပဲဒီလိုမျိုးတွေပေါင်းတင်ဆက်ဆံအဲချိတ်ဆက်ဆောင်ရွက်နေရတဲ့တပြိုင်နက်ပဲသူတို့တွေမှာ stress ဆိုတဲ့တဲ့စိတ်ဖိစီးမှုတွေလည်းရှိလာနိုင်တယ်ဒါဆိုရင်ဒီစိတ်ဖိစီးမှုတွေကိုကျော်လွှားဖို့လိုတယ်ကျော်လွှားနိုင်ဖို့အတွက် အကြောင်းရင်းတွေကိုသိရမယ်ဖြစ်ပေါ်ရတဲ့အကြောင်းတွေဘာကြောင့်ဒီလိုမျိုးဘယ်လိုအကြောင်းကြောင့်ဘယ်လိုအကျိုးတွေဖြစ်ပေါ်လာတော့ဒါတွေကိုကြော်လွားဖို့တူတွေလှုပ်ဆောင်ကြမလို့ဆိုတာလေးတွေကိုကျွန်တော်တို့ဆက်ပြီးတော့လေ့လာကြရမယ်နောက်ပြီးတော့လည်းပဲဒီကလေးတွေမှာသူတို့တွေကပတ်ဝန်းကျင်မှာ ရှိတဲ့ အခြေအနေပေါ်မှာမူတည်ပြီးရောပေါ့နော်သူတွေကပြုပြေပြောင်းလဲနေထိုင်နိုင်တဲ့သူတွေလည်းဖြစ်တယ်ဒါတွေကိုရင်ဆိုင်ကြော်လွားနိုင်တဲ့ဆွဲရည်လည်းရှိတယ်နောက်တော့ကဒါတွေနဲ့သူတို့တွေလိုက်လျောညီတွေမှုဖြစ်အောင်အဆင်ပြေပြေဖြစ်အောင်ဒါတွေကိုချိတ်ဆက်ဆောင်ရနိုင်တဲ့ဆွဲရည်လည်းဖြစ်ရှိတယ်ဒီလိုမျိုးဆွဲရည်လက်ရှိနေတဲ့ဆွဲရည်တွေကိုပို့ပြီးတော့ကောင်းမွန်တဲ့ကောင်းမွန်လေ့ကျင့်ပေးရင်းနဲ့အဲသူ့ရဲ့လူတိုင်းရဲ့ဘဝမှာလိုအပ်တဲ့ပေါ့နော် resilience ဆိုတဲ့ကြံ့ကြံ့ခံနိုင်တဲ့ဆွဲရည်တွေ ဖွင့်ပြတို့တဲ့လောင်းခိုင်မာအကောင်းလောင်းလေ့ကျင့်ပြီးသွားကြရမယ်ဆိုတဲ့အကြောင်းလေးကိုဆွေးနွေးပေးရင်းနဲ့ကျွမ်းရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်